င်လို့ဆက်လက်ဆောင်ရမှာပိုးကရင်ကပြားဩစတြေးလျမင်းသမီးတက်စနင်းရော့ဟာလွန်ခဲ့တဲ့16နှစ်တုန်းကမြန်မာပြည်ကိုပထမဆုံးချိန်ပြန်လည်ရောက်ရှိလာခဲ့ပြီးဒီဒီချိန်ကတော့ဒုတိယချိန်ရောက်ရှိလာတာလည်းဖြစ်ပါတယ်။ဩစတြေးလျမင်းသမီးတယောက်အနေနဲ့ဘလို့ရည်ရွယ်ချက်တွေနဲ့များမြန်မာပြည်ကိုအခုလိုပြန်လာခဲ့တာလဲ။သေချာတာကတော့ကရင်လူမျိုးတွေနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တစ်ခုခုတော့ရှိနေပါလိမ့်မယ်။ For the past 10 years uh i've been very lucky ငွေရစနေလောက်ကဩစတြေးလျမှာကျင်းပတဲ့ကရင်နှစ်တစ်ကူပွဲတွေကို အမြဲမှတ်တမ်းတင်ရိုက်ကူးခဲ့သလိုအခုလဲမြန်မာနိုင်ငံကကရင်နှစ်ကူနဲ့ထိုင်းဒုက္ခသည်စခန်းတွေကကရင်နှစ်ကူကိုဘလို့ကျင်းပကြရဲဆိုတာမှတ်တမ်းတင်သွားမှာပါမြောင်းမြနာကကရင်ရွာတွေကို လေ့လာကြည့်တော့ကရင်လူငယ်တွေဟာအဆူအတီးအမှုဝါသနာကြီးရာကိုမြင်ခဲ့ရပါတယ်သူတို့ကိုအောင်မြင်တဲ့အမှုပညာရှင်တွေဖြစ်မြင်တွေ့ချင်ပါတယ် ဩစတြေးလျနိုင်ငံမှာနာမည်ကြီးတဲ့ပိုးကင်မင်းသမီးတက်စနင်ရော့ခ်ဟာအသက်39နှစ်ရှိပြီဖြစ်ပါတယ်။ရုပ်ရှင် ခုနှစ်ကားနဲ့ရုပ်သံ series တစ်ခုမှာပါဝင်သရုပ်ဆောင်ထားပြီးသူပါဝင်သရုပ်ဆောင်ခဲ့တဲ့ Eastward 101ရုပ်သံ series ဟာစုစည်းပေါင်းများစွာရရှိခဲ့ပါတယ်။မြန်မာနိုင်ငံရုပ်ရှင်လောကကထုတ်လုပ်သူတွေအနေနဲ့ကန့်လန့်လာမယ်ဆိုရင်လည်းဝမ်းမြောက်ဝမ်းသာလက်တွဲလှုပ်ဆောင်သွားခြင်းနဲ့အကြောင်းလည်းပြောဆိုခဲ့ပါတယ်။မြန်မာပြည်ကိုရောက်ရှိနေတဲ့မင်းသမီးတက်စနင်ရော့တို့မိသားစုဟာ မြမဒလိရင်ကျေးမှုတွေကိုလည်းလေ့လာသွားမှာဖြစ်ပြီးဒုက္ခတဲ့စခန်းကကလေးတွေရဲ့ပညာရေးကိုလည်းမှတ်တမ်းတင်မှုတွေလုပ်သွားအောင်မှာပါ And the purpose of our visit here is to မြမနိုင်ငံရဲ့ရင်ကျေးမှုဒလိထုံးစံတွေအထူးသဖြင့်ဇာတိမြေဖြစ်တဲ့ညောင်မြနာကငုချောင်းချေးရွာကရွာသူရွာသားတွေတငယ်ချင်းတွေကိုတွားရောက်မိတ်ဆက်အောင်မှာပါပြည်ရင်လူမျိုးတွေရဲ့အထင်ကရပွဲတစ်ခုဖြစ်တဲ့နှစ်တစ်ခုပွဲကိုလည်း ဆင်းရဲသွားမှာဖြစ်ပြီးဒုက္ခတဲ့စခန်းတွေကိုသွားပြီးခလင်းငယ်ရိပညာရေးကိုဘယ်လိုပုံစံနဲ့သင်ယူနေကြသလဲဆိုတာလေ့လာသွားမှာပါ။